Mình là bác mẹ, xin ông kết tích cả này, đừng nên lấy kinh tế này của tên sắp bị mẹ. Bị yêu nhà mà lâu tù mà rủy cả là giả, nà sẵn ngã giả ngay nông vụ. Nhà mà nàng nghe nếp tiền vụ sổ nhìn, nàng nghe ngút lâm mẹ tạ tàn tù mà bây rõ đấy. Bị bà trọc quyền bây bền bì OWIC kết thông mà bây bè, dễ dù mẹ sổ bì chẳng phải sức gọn gì cả, chê nhà lại bền Xem mình em bánh cả tiền này tên bài thả để nèm kèm nhu gô, tay bếp phía bà dê mà xì bè, chẳng phải sức gọn gì cả, lê nè bông dê mù ကလင်းငယ်တွေကိုဝင်ဆောင်မိခင်တွေနဲ့မိသားစုလိုက်အပါဝင်အယတပြည်သူစုစုပေါင်း12ဦးသေဆုံးသွားခဲ့ရပြီနောက်ထပ်ပြည်သူ12ဦးကဒဏ်ရာရရထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်ပရောက်မြမအလုသမားတွေရဲ့လောက်ကလစာ25ရာခိုင်နှုန်းကိုမြမနိုင်ငံတည်းပြမလွှဲဘူးဆိုရင်နိုင်ငံဦးလက်မှတ်သက်တမ်းတိုးမပေးတော့တဲ့အပြင်ပြည်ပထွက်ခွင့်ပိတ်ပင်ပြီး OWIC ကပ်ပါထုတ်မပေးပဲအရေးယူမယ်ဆိုပြီးတော့ အကြံဖက်စစ်ကောင်စီကကြေညာလိုက်ပြန်ပါတယ်အဲ့ဒီကြေညာချက်ကိုအကြံဖက်စစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဗိုလ်မှူးချုပ်ဟောင်းမြင့်အောင်ဆိုတဲ့သူကထုတ်ပြန်ကြေညာလိုက်တာဖြစ်တယ်လို့သိရပါတယ်ပြည်ပမှာအလို့လုတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ကိုရတဲ့လစာရဲ့25ရာခိုင်နှုန်းကိုတရားမဝင်တဲ့ဟွန်ဒီငွေလဲလုပ်ငန်းတွေကနေလုံးဝလွှဲခွင့်မရှိပဲနိုင်ငံအတွင်းမှာရှိတဲ့စစ်ကောင်စီထိမ့်ချုပ်ထားရသက်ဆိုင်ရာတရားဝင်ငွေလွှဲစနစ်တွေဗန်တွေကနေတဆင့်တာကိုရဲ့မိသားစုစီလွှဲပြောင်းရမှာဖြစ်တယ်လို့ အဲ့ဒီလိုလွှဲပြောင်းထားတဲ့အချက်အလက်လည်းအခိုင်အမာရှိရမယ်လို့ဆိုပါတယ်။အဲ့ဒီလိုပြပရောက်မြန်မာအလုပ်သမားတွေရဲ့လောက်ခလာစာ25ရာခိုင်နှုန်းကိုမြန်မာနိုင်ငံနဲ့ပြန်မလွှဲဘူးဆိုရင်တော့နိုင်ငံကလက်မှတ်တက်တန်းဒိုးမပေးတော့တဲ့အပြင်ပြပထွက်ခွင့်ပိတ်ပင်ပြီး OWIC ကလည်းထုတ်မပေးပဲအရေးယူမယ်ဆိုပြီးတော့အချမ်းဖတ်စစ်ကောင်စီကကြေညာလိုက်တာပါ။ဒါနဲ့ပတ်သက်ပြီးပြပအလုပ်ကိုင်းအေဂျင်စီတွေအနေနဲ့လည်းကိုလွှတ်လိုက်တဲ့အလုပ်သမားတွေရဲ့လောက်ခလာစာ25ရာခိုင်နှုန်း ပြည်တွင်းကိုပြန်လွှဲမလွှဲအထောက်အထားတွေမိထူယူထားရမှာဖြစ်ပြီးအဲ့ဒီအထောက်အထားတွေကို agency တွေကစစ်ကောင်စီရဲ့အလို့သမားဝင်ကြီးဌာနကိုလကြုပ်အဖြစ်လာတိုက်မပြတ်မကွက်တင်ပြရမယ်ဆိုပြီးတော့လေစစ်ကောင်စီကကြေညာထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းက TNL သိမ်းပိုက်ထားတဲ့နမ်ကန်မြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့ဘုံကျဲမှုကြောင့်ခလင်းငယ်တွေကိုဝင်ဆောင်မိခင်တွေနဲ့မိသားစုလိုက်အပါဝင်အယက်သားပြည်သူစုစုပေါင်း၁၁ဦးသေဆုံးသွားခဲ့ရပြီး နောက်ထပ်ပြည်သူ12ဦးကဒဏ်ရာရရထားတယ်လို့တအန် Women's Organization ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီကနေ့စက်တင်ဘာလ6ရက်နေ့မနက်အစောပိုင်းမှာပဲနမ်ကမ်မျိုးကရတပြည်သူတွေနေထိုင်ရညာဇေတန်အနောက်ဘက်နဲ့ကြားဖြူခမ်းမတို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအချမ်းပတ်စကောင်စီတပ်ကလေကြောင်းကနေနှစ်ကြိမ်လာပြီးဘုံကျဲသွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီရဲ့လေရင်ကကြဲချလိုက်တဲ့ဘုံဒီတွေဟာရတပြည်သူတွေရဲ့နေအိမ်တွေပေါ်ကိုကြက်ရောက်ပောက်ကွဲသွားပြီး လေးနှစ်အရွယ်ကလေးငယ်တွေကိုဝင်ဆောင်မိခင်တွေနဲ့မိသားစုလိုက်အပါဝင်ရတပြည်သူစုစုပေါင်း၁၁ဦးတေဆုံးသွားခဲ့ရပြီးနောက်ထပ်ပြည်သူ၁၂ဦးကဒဏ်ရာတွေရထားတယ်လို့တအန်း Women's Organization ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အကြံဖက်စစ်ကောင်စီဟာနိုင်ငံတော်ဆစ်ရှုံနေတဲ့အတွက်တော်လန်ရေးတက်တွေကိုမနိုင်တိုင်းဘာမှမဆိုင်တဲ့ရတပြည်သူတွေကိုမဲပြီးတစ်တိကြီးတဲ့ကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတပ်ဖြတ်နေတာဖြစ်တယ်လို့လဲနမ်ခမ်းမြို့နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကလီရင်ခွေးအနီးမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့မြောက်လူကန်ကျေးရွာအထိုင်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုမှုအတွင်စေကောင်စီတပ်ဖွဲ့ဝင်၉ဦးကတော့အသီးသီးထေကုန်ကြပြန်ပြီလို့ Southerns YSO PDF အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်စနေဘလ9ရက်နေ့ကပဲပခုတ်ကူမြို့နယ်လီရင်ခွေးအနီးကမြောက်လူကန်ကျေးရွာမှာအထိုင်ချထားတဲ့အကျန်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၉ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲမျက်စိရှည်တဲ့အတုံးယုံတေကုန်ကြပြီဒဏ်ရာရတဲ့သူတွေလည်းရှိသွားသလိုအဲ့ဒီဒဏ်ရာရစစ်သားတွေကတော့ပခုတ်ကူစေးယုံရောက်နေတယ်လို့လည်းတီထားရပြီတိုက်ပွဲတွင်တော်လိုင်းရဲပေါ်နှစ်ဦးလည်းဒဏ်ရာရခဲ့တယ်လို့ Southern Wireless ကတည်းကအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါပဲခူးတိုင်းဘက်မှာတော့ပဲခူးမြို့နယ်ကကိုတုကရေလောင်းတမန်မှာအချက်ဖက်စကောင်စီတက်နေတော်လိုင်းရဲတက်တွေကြပြစ်ခတ်မှုအတွင်း စေကောင်းစီတက်သားနှစ်ဦးသေသွားပြန်ပြီလို့ဘကုခရိုင်3031တက်ရင်ရတာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စက်တင်ဘာလ၄ရက်နေ့ကပဲဘကုမြို့နယ်မှာရှိတဲ့ကိုဒူးကွဲရေလောင်တမန်မှာအချက်ဖတ်စေကောင်းစီတက်နေဘကုခရိုင်3031တက်ရင်တက်ခွဲ3ကြာမိနစ်20နီးပါးပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာအချက်ဖတ်စေကောင်းစီတက်သားနှစ်ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတေကုန်ကြပြန်တဲ့အပြင်နောက်တစ်စစ်သားနှစ်ဦးကတော်တော်ကိုပြင်းထန်ဒဏ်ရာရသွားတယ်လို့လဲ ဘကိုးခိုင်3031တက်ရင်တာဝန်ရှိသူတူကပြောထားပါလေခင်ဗျအခုတခါချင်းပြည်နယ်ပတ်မှာတော့ဟာခါမျိုးမှာစစ်ကောင်စီတပ်သား2ဦးလက်နက်ခဲယမ်းတွေယူလာပြီးချင်းတော်လိုင်းရဲတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ CDF ဟာခါတပ်ဖွဲ့ကပြောပါလေစတေမလာ၄ရက်နေ့ကပဲဟာခါမျိုးမှာရှိတဲ့စစ်ကောင်စီတပ်သား2ဦးဟာသူတို့ကင်ဆောင်တဲ့ G3 အမျိုးအစားတပ်နက်2လက်ကိုယူဆောင်လာပြီး CDF ဟာခါတပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ် အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားနှစ်ဦးကို CDF ဟာခါတပ်ဖွဲ့ကနေဂုံပြူစုငွေချင်းမြင်ပေးခဲ့ပြီးတဲ့နောက်လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့နောက်ထပ်အလင်းဝင်လာမဲ့စစ်ကောင်စီတပ်သားတွေကိုလည်း CDF ဟာခါတပ်ဖွဲ့ကနေလက်ခံကြိုးဆိုးပေးသွားမှာဖြစ်တယ်လို့ပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံတဝန်းလုံးမှာဒက်စီနဲ့ဒီဇယ်စီအပါအဝင်73စီဈေးနှုန်းတွေဟာတလီတာကိုငွေကျပ်100ကျော်နှုန်းစီထပ်မံမြင့်တက်သွားပြန်ပြီလို့သိရပါတယ် ဒီကနေ့စက်တင်ဘာလ6ရက်နေ့မှာပဲရေကုန်မြို့မှာဆိုရင်စီဆိုင်တွေကရောင်းတဲ့ဈေးဟာ92နဲ့95အမျိုးအစား73စီတလီတာကိုပုံမှန်ထက်ငွေကျပ်100ကျော်ထပ်မံမြင့်တက်သွားပြီးဒီဇယ်စီလည်းအလားတူဖြစ်တယ်လို့73စီဈေးတွေဟာတက်ပြီးရင်းသာတက်လာနေတယ်လို့သိရပါတယ်အဲ့ဒီ73စီဈေးနှုန်းတွေဟာဩဂုတ်လ16ရက်နေ့မှာပဲပထမအကြိမ်အဖြစ်တလီတာကိုငွေကျပ်100ကျော်မြင့်တက်သွားရကနေဩဂုတ်လ18ရက်နေ့မှာဒုတိယအကြိမ်အဖြစ်နောက်ထပ်100ကျော်ထပ်တက်သွားပြီး ဩဂုတ30ရက်နေ့မှာပါတတိယကြိမ်နောက်ထပ်တရားကျော်ထပ်ပြီးမြင့်တက်သွားပြန်တဲ့အပြင်အခုဒီကနေ့စက်တင်ဘာလ6ရက်နေ့မှာနောက်ထပ်တရားကျော်ထပ်တက်သွားပြန်တဲ့အတွက်မြန်မာနိုင်ငံမှာ73စီဈေးနှုန်းတွေဟာတက်ပြင်းရင်သာတက်လာနေတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးအခုလို73စီဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက်တစ်ဖက်ကအခြေခံသေယူပို့ဆောင်ရေးသွာလာရေးစရိတ်တွေလည်းတက်သွားတာဖြစ်တာကြောင့်အစအစအရာရာစားတောက်ကုန်တွေကအစအကုန်လုံးဆက်ဆက်နေတာဖြစ်တဲ့အတွက်အဖက်ဖက်မှာအခုတက်ပိုးပြီးဈေးတက်သွားမဲ့သဘောပါပဲလို့ ။မရင်အောင်ပွဲရုံအခြေစိုက်ကုမ္ပဏီပို့ဆောင်ရေးလုပ်ငန်းရှင်တဦးကတုံးသက်ပြောဆိုထားပါလိမ့်ခင်ဗျ။ဟုတ်ကဲ့။ဒါကတော့ရုံခေတ်တစ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နားငယ်ပါ။